မင်္ဂလာပါကလေးတို့ရေဒီနေ့ရှင်းပြမယ့်သင်ခန်းစာကတော့အထမရန်သင်္ချာအတွက်တအခန်းငါလေ့ကျင့်ခန်း5.6ရဲ့ပုဒ်စာနံပါတ်1ပဲဖြစ်ပါတယ်ထုံးစံတိုင်းပုဒ်စာကိုရှင်းရှင်းလင်းလင်းနားလည်သွားအောင်ဆရာတို့တည်ချာဖတ်လိုက်ကြအောင်ခင်းတစ်ခုခြားနာခြင်းသည်နှစ်ဖြစ်၍၎င်းတို့မြောက်လက်မှာ168ဖြစ်ရင်ထိုခင်းတို့ကိုရှာပါအဲ့တော့ဒီပုဒ်စာမှာရှင်းသိရမယ့်ချက်သည် ဂိန်းတစ်ခုပါပါတယ်အဲ့ဒီဂိန်းတစ်ခုခြားနာခြင်းဆိုတာကတော့ဂိန်းတစ်ခုတွေကနေနောက်တစ်ခုကိုနှုတ်လို့ရှိရင်ညရမယ်လို့ပြောတာပါတခါ၎င်းတို့မြှောက်လက်မှာ168ဖြစ်သည်ဆိုတာကအဲ့ဒီဂိန်းတစ်ခုကိုမြှောက်ခဲ့လို့ရှိရင်168ရရမယ်လို့ပြောတာဖြစ်ပြီးတော့ပု္ပ္ပာမှာထိုဂိန်းတို့ကိုရှာပါလို့ဆိုလိုထားတဲ့အတွက်မြမစာသဘောရကိုဆရာတို့ရှာမယ်ဖြစ်သည်အခုတည်းမဟုတ်ဘူးဆိုတာကိုသဘောပေါက်အောင်ဖြစ်ပါတယ် ဥစ္စာရဲ့အဆိုအရဂိမ်းတစ်ခုခြာနာခြင်းသည်နှစ်ဖြစ်၍လို့ဆိုတဲ့အတွက်ဂိမ်းတစ်ခုတည်းကနေတစ်ခုကိုနှုတ်ရင်နှစ်ရတယ်။တနည်းအားဖြင့်ဂိမ်းကြီးတည်းကနေဂိမ်းငယ်ကိုနှုတ်ရင်နှစ်ရမယ်လို့တော့ချန်ပီယံသိပြီးသဘောပေါက်ပြီဖြစ်ပါဒါဆိုရင်ဂိမ်းကြီးတွေကဂိမ်းငယ်ကိုနှုတ်ရင်တော့2ရတယ်။ဂိမ်းငယ်ဘက်ကပြန်စဉ်းစားရင်ကိုငယ်တဲ့ဂိမ်းကို2ပြန်ပေါင်းရင်ဂိမ်းကြီးမရနိုင်ဘူး။ကြတာပေါ့ ဲ့တော့ဒီအပြန်အလှန်သဘောတရားကိုသိထားခဲ့ရင်ပု္ပ္ပစာကိုစဉ်းစားတာ ပို့ပြီးတော့လွယ်ပါတယ်ဒါဆိုရင်ဒီပု္ပ္ပစာကိုသင်္ချာပုံစံတိုင်းခြားထွက်လို့ရပါပြီခြားထွက်ကြည့်ကြအောင်ပု္ပ္ပစာမှာ ပေးထားတဲ့ချက်ကတော့ကြီးတဲ့ဂိမ်းတွေကနေငယ်တဲ့ဂိမ်းကိုနှုတ်ရင်နှစ်ရတယ်ကြီးတဲ့ဂိမ်းနဲ့ငယ်တဲ့ဂိမ်းအဲ့ဒီဂိမ်းနှလုံးကိုပြန်မြှောက်ရင်168ရတယ် ရှားမဲ့ချက်ကတော့ပထမကိန်းဒါမှမဟုတ်ငယ်သောကိန်းပေါ့အဲ့ဒါပါလေဒုတိယကိန်းဒါမှမဟုတ်ကြီးသောကိန်းကတော့ပါလေနှလုံးရှားမှာဖြစ်ပါရှားရမယ်ဆိုရင်ရှားတို့ကခုနကစဉ်းစားခဲ့တဲ့သဘောအရငယ်သောကိန်းဘက်ကနေလည်းစဉ်းစားပါမယ်ဘာဖြစ်လို့လဲဆိုတော့အနှုတ်ကိန်းနေကြိုင်ပြီးမတွက်ချင်လို့ဖြစ်ပါ ဒါဆိုရင်ငယ်တော့ gain x ထားလိုက်မယ်ငယ်တော့ gain x ဖြစ်ပါစေဆိုခဲ့ရင်ကြီးတော့ gain ဒီ x + 2ဖြစ်သွားပါပြီမဆရာတို့ရှာမှာငယ်တော့ gain x နဲ့ကြီးတော့ gain x + 2ပဲဖြစ်ပါတယ်ဒါဆိုရင်ပုစာရညီမြချင်းထုတ်မယ်ဆိုခဲ့ခင်ကြီးတဲ့ gain အမြောက်ငယ်တဲ့ gain က168ဒါကြောင့်မို့လို့ပုစာရညီမြချင်းဒီ ဆရာတို့ကန်ဆွဲရမယ်ညီမချင်းသည် x plus 2 into x is equal to 168ဖြစ်သွားပါပြီပထမဆုံး equation ဖြစ်တဲ့ x plus 2 into x is equal to 168ကိုရပြီးတဲ့အခါမှာတော့ဒုတိယအဆင့်အနေနဲ့ဆက်ရှင်းမယ်ဆိုရင် x ကို x plus 2နဲ့ဝင်မြောက်လိုက်ပါမယ်ပြီးတော့ညီမချင်းရဲ့ညာဘက်မှာရှိနေတဲ့168ကို မြကြီးရဲ့ဘယ်ဘက်ကို -168 အနေနဲ့ပို့လိုက်ပါဒါဆိုရင်ဒုတိယဆင်ရှင်းလင်းပြီးဖြစ်လာမယ်မြကြီးသည် s2 2x -168 0ရဲ့လို့ဖြစ်လာပါဒီဆင်းရောက်ပြီဆိုရင်မြမြကြီးရဲ့လက်ဝဲဘက်မှာရှိနေတဲ့ s2 2x -168 ဆိုတဲ့ trinomial ဂိမ်းနှံကို စာကွက်ဂိမ်းနှလုံးဖြစ်ဒုမို့ ရောက်ဖို့ပဲနှလုံးဖြစ်ရအောင်ခွဲထုတ်ရပါမယ်ဒီလိုခွဲထုတ်ရတာကတော့ဂိမ်းနှလုံးမြောက်ခြင်းဒီတုံညာဖြစ်ခဲ့တော့ထိုဂိမ်းနှလုံးနဲ့တလုံးဒီတုံညာဖြစ်ရမည်ဆိုတဲ့မှန်ကန်ချက်ကိုယူပြီးတော့ရလာတဲ့ဂိမ်းနှလုံးထဲကနေပြီးတော့ extension ကို တွက်ထုတ်ခြင်းလို့ဖြစ်ပါတယ်ဒါဆိုရင် ဖန်ယုံမြေကိန်းနှံဖြစ်တဲ့ x2 2x 168ကိုစောက်ခွဲကိခွဲဖို့စီစဉ်ရပါတော့မယ်။အဲ့လိုစောက်ရင်းခွဲဖို့အတွက်ချက်ချင်းကစောက်ရင်းခွဲနည်းကိုသုံးမှဖြစ်ပြီးတော့အဲ့လိုစောက်ရင်းခွဲမယ်ဆိုရင်လိုရမယ့်အဆင့်က၃ဆင့်ရှိပါတယ်။ပထမအဆင့်ကတော့ကိုစောက်ရင်းခွဲကျင်တဲ့ဖန်ယုံမြေကိန်းနှံကိုအဲ့ဒီကိန်းနှံမှာပါနေတဲ့မြောက်ဖို့ကိန်းဖြစ်ပါနေတဲ့ variable တွေရဲ့ exponential level တနည်းအားဖြင့်ထန်ညွန်းအဆင့်နေလိုက်စီစဉ်ခြင်းကိုအရင်ဆောင်ရရပါမယ်ဆိုတာကအခုကိန်းတန်းမှာဆိုလို့ရှိရင် x2 ဒီ1 x2 ဖြစ်ပါတယ်တစ်ကို variable x ရဲ့နှစ်ထပ်ကိန်းနဲ့မြောက်ထားတာဖြစ်ပါ plus 2x 2 into x ဖြစ်ပြီးတော့2ကို value over x ရဲ့တထက်ကိန်းနဲ့မြောက်ထားတာဖြစ်ပါတယ်။ minus 168ဒီ minus 168ကို value over x ရဲ့ပုံညာထက်ဟင်မြောက်ထားတာဖြစ်ပါတယ်။အဲ့လိုမြင်မယ်ဆိုရင် အခု trinomial ကိန်းနှံမှာ x2 x x power 0စသဖြင့်အတိအသေး variable မြောက်ဖို့ကိန်းတွေရဲ့ခန့်ညွှန်းတွေဟာစီစဉ်ပြီးသားဖြစ်နေတာကိုတွေ့ရပါတယ်။ ဒါဆိုရင်တော့စာဝင်ခွဲခြင်းရဲ့ပထမအဆင့်ဖြစ်တဲ့ variable တွေရဲ့ exponent level စီစဉ်ခြင်းအဆင့်ကပြီးနေတာကိုတွေ့ရပါတယ်။ဒါကြောင့်မလို့ပထမအဆင့်ပြီးပါပြီ။ဒုတိယအဆင့်ကိုဆက်သွားမယ်ဆိုရင်တော့ဒီကိန်းနှန်းကိုအခုစီစဉ်ထားတဲ့အစီအစဉ်အတိုင်းကနေပြီးတော့ x2 ဒီပထမကိန်းဒုမုတ်ရှေ့ကိန်းပေါ့ +2x ဒီဒုတိယကိန်းဒုမုတ်အလယ်ကိန်းပေါ့ -168 ဒီ တတိယဂိမ်းသို့မဟုတ်နောက်ဂိမ်းပေါ့ဒီလိုမျိုးခွဲခြားပြီးမြင်လိုက်ရပါမယ်အဲ့လိုမြင်ပြီးပြီဆိုရင်ခြေဂိမ်းဖြစ်တဲ့ x2 နောက်ဂိမ်းဖြစ်တဲ့ -168 ကိုဆွဲထုတ်လိုက်ပါအဲ့လိုခွဲထုတ်ဆွဲထုတ်ပြီးတဲ့အခါမှာခြေဂိမ်းကိုစာဝိုင်းနှလုံးရအောင် ခွဲပါမယ် x into x ရပါမယ် နောက်ကင်းဖြစ်တဲ့ -160 ကိုလည်းစာဝေးနှလုံးရအောင်ခွဲပါတယ်14 into minus 12ရပါတယ်အဲ့လိုရလာတဲ့စာခွဲကင်းအသီးသီးကို အပြန်လန်နေမြောက်ကြည့်ပါမယ်အဲ့လိုမြောက်ကြည့်လို့ရတဲ့အဖြေတွေကိုစစ်ဆေးရပါမယ်ခုဆိုရင်မြောက်ကြည့်တဲ့အခါမှာ x နဲ့14နဲ့မြောက်တယ် 14x ရတယ်။ x နဲ့ -12 နဲ့မြောက်တယ်။ -12x ရတယ်။ဒီနှလုံးကိုဒီကိန်းနှလုံးကိုဘက်ဆန်ရာဂိန်းဒီမှာပါတဲ့လက္ခဏာတွေအတိုင်း simplify လုပ်ကြည့်တဲ့အခါမှာရှင်းကြည့်တဲ့အခါမှာဂိန်းတစ်ခုရပါတယ်။အဲ့လိုရတဲ့ဂိန်းဟာဘာဖြစ်ရမလဲဆိုတော့မူလစာဝင်းခွဲဖို့ကြိုးစားနေတဲ့ trinomial ဂိန်းနဲ့ ခုနခြံထားတဲ့အလဲကိန်းဖြစ်တဲ့ +2x ကိုကြားရပါမယ်။အဲလိုရတဲ့အထီလည်းပဲခုနစာခွဲကိန်းတွေကို အပြန်ပြန်အလန်လန်စီစဉ်ကြည့်ပြီးတော့မြှောက်ကြည့်ရမှာဖြစ်ပါတယ်။ခုတော့အဲ့ဒီမြှောက်တဲ့အစီအစဉ်ပြီးသွားပါပြီ။တနည်းအားဖြင့်ဖရနိုမီယဂိန်းနန်းကိုကျစိကခွဲနည်းနဲ့စာခွဲကိန်းခွဲခြင်းအစီအစဉ်ရဲ့ဒုတိယအဆင့်ဟာမှန်လဲမှန်သွားပြီ။ ပြီးလဲပြီးသွားပြီဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကြက်ကြက်ကမြောက်ထားတဲ့အဖြေနှစ်ခုကို ရှင်းတဲ့အခါမှာအလဲကိန်းဖြစ်တဲ့ 2x ကိုပြန်ရသွားပြီမလို့။ဒါဆိုရင်တတိယအဆင့်နေနဲ့ trinomial gain တန်းရဲ့စာကွဲကိန်းနှလုံးဖြစ်လာဖို့အတွက်ခြေကိန်းနဲ့နောက်ကိန်းနဲ့ခွဲထားတဲ့စာကွဲကိန်းနေရာတစ်လုံးစီကိုယူပြီးတော့တွဲပါအဲ့လိုတွဲတဲ့အခါမှာခုနက 14x 12x ဖြစ်အောင်မြောက်ခဲ့တဲ့စာကွဲကိန်း တွေမဟုတ်ဘဲနဲ့မမြောက်ထားခဲ့တဲ့စာကွဲကိန်းတွေရင်တွဲရမှာဖြစ်ပါတယ်။တနည်းအားဖြင့်တော့အခုလိုတွဲရမှာဖြစ်ပါတယ်။ဒါဆိုရင် x 14နဲ့ x 12ဆိုပြီးတော့ကိန်းနှလုံးထွက်လာပါဒီကိန်းနှလုံးကိုပြန်မြောက်ကြည့်တဲ့အခါမှာ ကိုစာကိုရင်းခွဲနေတဲ့ trinomial gain နှန်းကိုပြန်ပြီးတော့ရရပါမယ်။မရရင်တော့တနည်းအားမှချော်နေလို့မှားနေလို့ဖြစ်ပါလိမ့်မယ်။အခုတော့ညောက်ကြည့်တဲ့အခါမှာမူလ gain နှန်းဖြစ်တဲ့ x2 2x 168ကိုရနိုင်ပြီဖြစ်တဲ့အတွက်ခွဲခဲ့တဲ့စာခွဲကိန်းဒီ x square plus 2x minus 168ကိုကိုစားပြုသောစာကွဲကိန်းနှလုံးဖြစ်နေတာသိကြသွားပါပြီ။ဒါကြောင့်မို့လို့ဆက်ပြီးတွက်ပါမယ်။အဲ့တော့ x plus 14 into x minus 12 is equal to 0ရဲ့လို့ဖြစ်လာပါတယ်။ section နဲ့ကောင်မှာ x t minus 14ဖြစ်ပြီးတော့ တခါနောက်ထပ် x ဒီ12လို့မြင်ရပါတနည်းအားဖြင့်တော့ x 14 2 0 or x 12 0ဖြစ်တဲ့အတွက် section အခါမှာ x 14 or x 12ဖြစ်လာပါတနည်းအားဖြင့်တော့ငယ်သောကိန်းနှလုံးရပါငယ်သောကိန်းဒီ -14 လည်းဖြစ်နိုင်တယ်လို့12လည်းဖြစ်နိုင်တယ်လို့ဆိုလိုပါတယ် ဒါဆိုရင်ငယ်တော့ gain x မြားချင်း minus 14တော့ဒွဲဖြစ်ပါပြီ။ဒါဆိုရင်ကြီးတော့ gain ကရိုးရိုးလေးပါပဲ။ငယ်တော့ gain နဲ့ကြီးတော့ gain ကနှစ်ခြားနာပါပဲ။ဒါကြောင့်မလို့ငယ်တော့ gain ကို2ပေါင်းထည့်လိုက်တဲ့အခါမှာတနည်းအားဖြင့် x 2ဟာကြီးတော့ gain ဖြစ်ပါမယ်။ဒါကြောင့်မလို့ကြီးတော့ gain မြားချင်း x 2 is equal to minus 14 plus 2 or 12 plus 2ဖြစ်ပါတယ်။ session เนาะ ကြီးသောကိန်း x+2 သည် -12 or 14ဖြစ်လာပါဒါဆိုရင်အဖြေရပါပြီပထမကိန်းသို့မဟုတ်ကြီးသောကိန်းသည် -12 ဖြစ်ခဲ့ရင်ဒုတိယကိန်းသို့မဟုတ်ငယ်သောကိန်းသည် -14 ဖြစ်နေမှာဖြစ်ပြီးတော့ပထမကိန်းသို့မဟုတ်ကြီးသောကိန်းသည်14ဖြစ်ခဲ့မယ်14ဖြစ်ခဲ့မယ်ဆိုရင်ဒုတိယကိန်းသို့မဟုတ်ငယ်သောကိန်းသည်12ဖြစ်ညာပါ ကဲအပြည့်မမှန်ကတော့ချိန်ခဲ့ကြအောင်ကြီးတော့ကိန်းနဲ့ငယ်တော့ကိန်းနဲ့မျှောက်ရင်ဘယ်လောက်ရအောင်လဲအခုပထမကိန်းတွဲဖြစ်တဲ့ကြီးတော့ကိန်း minus 12နဲ့ငယ်တော့ကိန်း minus 14ကိုမျှောက်ကြည့်တဲ့အခါမှာ168ရပါတယ်အခါနောက်တရွဲဖြစ်တဲ့ကြီးတော့ကိန်း14နဲ့ငယ်တော့ gain 12ကိုမြောက်တဲ့အခါမှာလေ168ပဲရပါတယ်။ဒါကြောင့ တို့ရခဲ့တဲ့အဖြစ်နှစ်တွဲသလုံးရှိတော့ gain -12 ဖြစ်ရင်ငယ်တော့ gain -14 ဆိုတဲ့အချက်ရဲ့ရှိတော့ gain 14ဖြစ်ရင်ငယ်တော့ gain 12ဖြစ်မယ်ဆိုတဲ့အချက်ရဲ့ဟာဒေချာပေါက်မှန်ကန်သွားပါပြီ။ကဲဒီပုံစံကလွယ်တရားရောင်နဲ့ပဲတယ်ပဲဆိုပါတော့။ကဲသင်ချာနဲ့ပြင်ပြခြင်းနဲ့ဆိုရင်တော့